you <music> PSR 50 CD တွေပေါ့လေ PSR S 50 CD ကျွန်မ PSR S 650 S 950 S 950တွေမှာကျွန်တော် inspection တတ်ဖိုင်လေးတွေဝေးဖိုင်လေးတွေတတ်ဖိုင်လေးတွေဖြတ်သွင်းဖန်တီးတဲ့ဤလေးတစ်ခုကိုပြောပြမှာဖြစ်ပါတယ်ဝေးအဆိုင်ဖန်တီးတဲ့ဤလေးတွေပေါ့လေအဲ့ဒီဥစ္စာလေးတွေကိုကျွန်တော်ဘလို့ဖြတ်သွင်းရလဲဥမာထားပါလို့ ဒီပုံစံလေးတွေစီးပွားစံလေးတွေဒီလိုဟာလေးဆိုရင်ဒီကီးဘုတ်မှာဘလို့ဖက်သွင်းပြီးတော့အတူတူကြီးခိုက်လို့ရတယ်ဆိုတဲ့ဥစ္စာတော့အဲ့ဒါကိုကျွန်တော်ကျူရီရဲ့အခုအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အအရင်ဆုံးဒီဖိုင်လေးတွေဖန်တီးဖို့တော့ကကျွန်တော်တို့ကွန်ပျူတာတစ်လုံးတူပါတယ် laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ်ကွန်ပျူတာတစ်လုံးတူပါတယ်အဲ့ဒီမှာကျွန်တော်တို့ white white manager editor ဆိုတဲ့ software ကိုအသုံးပြုပြီးတော့ အခုနဝိအဆိုင်ခံလေးတခံပြီးပြရမှာဖြစ်ပါတယ်အခုလုတ်ရမှာတော့ကျွန်တော်တို့ S50 CD ဖြစ်တဲ့ PSR S 650 950 950 keyboard ဒီမှာခံတီးထက်ပြန်အသုံးပြုလို့ရအောင် curial ကြီးကိုကျွန်တော်ရှင်းပြပေးပါမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ပြရတဲ့ခံလေးတွေဒေါင်းလုံးအရင်ဆွဲလိုက်ပါဒေါင်းလုံးဆွဲပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာပေါ်မှာ install လိုက်ပါခုနမြန်မာ one shot ဖိုင်တွေလည်းတင်ပေးကြပါတယ် အဲခုနလိုအပ်တဲ့ခုနအဲဝိဖိုင်ဝိအဆိုင်ဖိုင်ပြုလုပ်ဖန်တီးဖို့အတွက်ခုန expression white editor ဆိုတဲ့ software အဲ့ဒါလေးလည်းကျွန်တော် download ပြင်နေတယ်ပြင်ပေးကြပါမယ်အဲ့ဒါလေးကို download ဆွဲပြီးတော့ computer folder ထဲမှာအရင်ဆုံး download ဆွဲရတယ်ပါဆွဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ computer ကိုအသုံးပြုပြီးတော့ဝိအဆိုင်ဖိုင်ခံလိုက်ပါမယ်အဲ computer ကိုအသုံးပြုပြပါမယ် ကျွန်တော်တို့အရင်ဆုံး Google Desktop ပေါ်မြန်မာ OneShot ဆိုတဲ့ folder file လေးကို Desktop ပေါ်တင်ထားပါမယ်မြန်မာ OneShot ဆိုတဲ့ folder file လေးကို Google Desktop ပေါ်ဒရပ်ဆွဲပြီးတော့တင်လိုက်ပါ တက်ဆက်ပေါ်ရောက်ပါပြီပြီးရင်ကျွန်တော်တို့ weight sign pet sign ဖန်တီးဖို့တော့ကို expansion void editor ဆိုတော့ software ထဲတစ်ဖက်ကလေးနှိပ်ပြီးတော့ software ဖွင့်မှာလေကโอเคပြပါโอเคစနေပါ အဲ့ဒီမှာကျွန်တော်တို့ project ဖော်လာ name ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုပြုလို့မဲ့တပ် file ရဲ့ file project file နာမည်တစ်ခုရေးပေးရအောင်ဖြစ်ပါလေဒီမှာတော့လွယ်ဆုံး project ဆိုပြီးတော့ file နာမည်ပေးလိုက်ပါလေပြီးရင် create project folder ဆိုတဲ့နေရာကို click နေလိုက်ပါအဲဒါဆိုရင်တော့ကျွန်တော်တို့ဒီ software ထဲမှာဒီလိုပုံစံမျိုးလေး မြင်ရမှာဖြစ်ပါလေအဲ့တော့ဒီကီးဘုတ်ခလုတ်ကနေရာဒီမှာကိုဖိုင်တီးခြင်းနဲ့ weight file လေးတွေကိုထည့်သွင်းပြီးတော့ sign ပြန်တီးပေးရမှာဖြစ်ပါလေအဲ့တော့ပထမဆုံးကျွန်တော်ပုံစံလေးတွေကိုအရင်ဆုံးထည့်သွင်းပြပါမယ်အဲ့တော့ခုန desktop ကိုတင်ထားတဲ့မြန်မာ version ဆိုတဲ့ folder လေးကိုနှိပ်ဝင်လိုက်ပါ ပုံစံလေးတွေကိုစောင်းလွင်ပြီးတော့ဖန်တီးကြမှာဖြစ်တဲ့ကြောင့်ပုံဆိုတဲ့ဖိုတာပိုင်းလေးကိုကလစ်နဲ့ဝင်လိုက်ပါပြီးရင် finger လေးဝင်ပါမိတထဲကိုထက်နေဝင်ပါအဲအဲ့ဒီမှာဆိုရင်ခုနက weight အတဖိုင်းလေးတွေ့ပါလိမ့်မယ်အဲ့တော့ဒီ C3 နေရာမှာစပြီးတော့တွင်ပါမယ်စီသူရီနေရာမှာစီဒိုဝေ့ဆိုတဲ့ဖိုင်လေးကို dress ဆွဲပြီးတော့ထည့်လိုက်ပါရပါပါပြီ click နှိပ်ပြီးတော့စမ်းကြည့်လို့ရပါတယ် C B C ရှက်ထည့်ပါ dress ဆွဲပြီးတော့ C ရှက်ကီးနေရမှာပြချလိုက်ပါ C ရှက်ပြီးရင် D ထည့်ပါမယ် D U address ဆက်မယ်ဒီကီးနေရာမှာ paste ချမယ်ပြန်ဒီရှက်ဒီရှက် address ဆက်ရမယ်ဒီရှက်နေရာမှာ paste ချပါပြန် e address ဆက်မယ်ဒီကီးနေရာမှာ paste ချမယ်ပြန် app 七，嗯，七，嗯，七七，这算嘞？七七等于被掐嘞？嗯，被一啦，这算嘞？一七尼嘛被下来。 လာပြီးလာရှက်ထရက်ဆွဲမယ်လာရှက်နေရမှာပေးချာမယ်လာပြီးတော့တီထရက်ဆွဲရမယ်ထီနေရမှာပေးချာမယ်ပင်ဟိုက်တို့မြင်းတန်သွားပါမယ်ဟိုက်ဖိုရာဖိုင်နယ်ကလေးနေဝင်ပါ C2 ဟိုက်ဆိုရက်ဝေးဖန်လေးယူမယ်တို့ဟိုက်နေရမှာ ပေးချာနော် sorry နားလာပြီဆိုရင်ကျွန်တော်တို့ right click နှိပ်ပြီးတော့ delete ဖြတ်လို့ရပါတယ်ပြန်ယူပါမယ်ဒို့ပြီးတော့ ် sorry မှားပါပြီမှားပါရင် delete လုပ်ပါမယ် record နေပြီ delete လုပ်လိုက်ပါဟာပြင်စုစုဟိုက်စုပြင်လာဟိုက်ပြင်တီဟိုက် ဒီဟာဒီဒီဟာနေမှာပြေးချပါမယ်ဒီအနိမ့်တန်လေးတွေမှာထည့်လိုက်ပါမယ်အနိမ့်တန်လေးတွေထည့်ဖို့တော့ဘက်တီးရီချက်ထွက်မယ် low folder လေးကိုဖွင့်မယ်ဒီကနေစထည့်ပါမယ်ဒီကယူလိုက်ပြီဒီနေရာ 云啦，嗖，发，发几遍才来吗？ ပြန်ကျွန်တော်တို့ပမချက်လေးတွေထည့်ကြည့်ပါမယ်။ပမအန်ခရက်ဆိုတဲ့ဖိုတာလေးကိုကလင်းနေပါလေပါ။အခုထည့်ခြင်းနဲ့ပမချက်လေးတွေခရက်ဆွဲပြီးတော့ထည့်ရပါ ရင်စီးပွားဆောင်လေးတစ်ချက်တော့ထည့်ကြည့်ပါမယ်။ 1C ဆိုလို့ဆိုယူလိုက်ပါမယ်။ dress ဆွဲတယ်။ keyboard glue ထဲမှာ paste ချလိုက်ပါလေ။စီးတော့ဘွာ။ ကြည်ဒီတဲ့နေတစ်ခုပါစံထဲကြည့်အောင် ခံရပြီဆိုကျွန်တော်တို့ကဘိုက်ဆက်ဆိုတော့ဖန်ရှင်နှောင်းဝင်လာပါဝင်ပြီးတော့ဘိုက်ဆက်ထဲမှာကျွန်တော်ချိန်ကြည့်ရပါမယ်အဲ product နေရာမှာ A PSR A 2000ဆိုတဲ့စာတောင်ရေးပြပါရေးပြီးရင်ကျွန်တော်ဘိုက်ဆက်ထဲဝင်လာပါဘိုက်ဆက်ထဲဝင်ပြီးတော့ခုနက main volume main volume မှာအတန်တူးချက် main တန်တူးချက်ကိုလိုချင်တော့ချိန်ကြည့်လို့ရပါလား ရဘတ်ရဘတ်တန်နေတဲ့ချိန်လို့ရပါတယ်ခေါ်ရ DSV ဒလေးတန်နေကုန်ကိုစိတ်ကြအတင်ချချိန်လို့ရပါတယ်အဲ့လိုပဲတခြားကိုပြုလို့ချိန်တဲ့ဆိုင်ပြုလို့ချိန်တဲ့ wave တန်ဖိုင်နေဘူးဖန်တီးပြီးတော့ဒီ keyboard software ရဲ့ keyboard ကလုတ်နေရာတွေမှာ ပေးချပြီးတော့အတန်ဖိုင်တွေဖန်တီးပြီးတော့တပ်ဖိုင်တွေဖန်တီးထားလို့ရပါတယ်။အားလုံးပြုလုပ်ပါပြီဆိုရင် drum file ဆိုတဲ့နေရာမှာ name ပေးလို့ရပါတယ်။ drum file နေရာလေး credit ချက်နေဝင်လိုက်။ပြင် black credit နေပြီးတော့ကျွန်တော်တို့ rename name ပြောင်းပေးလိုက်ပါ။ကိုပြောင်းပေးခြင်းနဲ့ပေးခြင်းနဲ့နာမည်ပေးလိုက်ပါ။လို့ဆိုတော့ဒီမှာကျွန်တော်ပုံဆိုတဲ့ပကနေရင်ပြေးလိုက်ပါပြီအားလုံးဖန်တီးပြုလုပ်ပြီးပါပြီဆိုရင်တော့ အပေါ်ဆုံးကများအနေနဲ့ create expansion pack ဆိုတဲ့နေရာလေးကို click နှိပ်ဝင်လိုက်ပါတိုက်တယ်ဆိုတော့ခေါင်းစည်းနေရာမှာကိုပေးခြင်းနဲ့နာမည်ပေးလိုက်ပါအားလုံးပြုလုပ်ပြီးသွားပြီဆိုရင်တော့ create a special tag ဆိုတဲ့ button နေရာလေး click နေတယ်ပါပြီးရင် C ဆိုတဲ့ cloud ကိုနေတယ်ပါဒါဆိုရင်ဒီကူဖန်ပြီးပြုလုပ်လိုက်တဲ့ wait assign file back wait assign back file တွေကို folder ထဲမှာ save ပြီးပါပါပြီပြီးရင်အစ်စ်ပြန်ထွက်ပါဒါကတော့အခုလုပ်ထားတဲ့ project ကိုကျွန်တော်တို့ ဒီကွန်ပျူတာရဲ့ folder တစ်ခုခုထဲမှာ save ထားမှာလားလို့မေးတယ်ပါအာ save မယ်ဆိုရင်တော့ yes ကိုနှိပ်လိုက်ပါဒါ save ထားတဲ့အတွက်ကြောင့်ကိုဒီ file လေးကိုပြန်ပြီးတော့ open ပြန်လုပ်ပြီးတော့ edit ပြန်လုပ်လို့ရပါတယ်โปรเจกต์นามนี้ลิฟต์ฟูเบบี้เซฟไม่ได้ป่ะถ้าสู้ยาบีเปลี่ยนกูคุณน่ะปิดโหลดทาแล้ว တပ်ဖိုင်လေးကိုကျွန်တော် USB memory စတဲ့ထဲကို copy ကူးထည့်လိုက်ပါစမ်းနေဖြစ်ဖြစ်ပို့လို့လည်းရပါတယ်ဒါကခုန project ဆိုတဲ့ကျွန်တော်တို့ပြုလုပ်ရတဲ့ project တွေပါအဲ project တွေကိုဝင်လိုက်မယ် expansion ဆိုတဲ့ folder ထဲဝင်လိုက်မယ်ဆိုရင်ခုနလုပ်ထားတဲ့တပ်ဖိုင် .yap .yap file နေနဲ့ထွက်လာမှာဖြစ်ပါတယ်အဲ့ဒီ file လေးကိုစမ်းနေကျွန်တော်တို့ USB memory စတဲ့ထဲကို ပို့လိုက်ပါဒါဆိုရင်ကိုဖန်တီးလိုက်တဲ့ကုနာပတ်ဖန်လေးရ expansion ပတ်ဖန်လေးရ USC memory စတေထဲရောက်သွားပါပြီရောက်သွားပြီဆိုရင် USC memory စတေကိုဖြုတ်ပြီးတော့ keyboard နဲ့ join ပါမယ် keyboard ကိုထိုးပါမယ်ကျွန်တော်တို့ခုနက expansion web editor software နဲ့ပြုပြင်ခံလိုက်တဲ့ web တန်းခံလေးကို တော့ရက်ဖိုင်နဲ့ထွက်ပါလေသူကတော့ဒီ PSR 650 950 950 50cc ပေါ့လေအဲ့ဒီမှာအိုက်ကီးဘူးတွေထွက်ဘူးခံတီးတဲ့ဖိုင်ကကျွန်တော်တော့ရက်ဖိုင်နဲ့ထွက်ပါလေအဲ့ဒီခုနကကိုဖန်တီးလိုက်တဲ့ခုနဘုံတော့ရက်ပါဆိုရင်ကျွန်တော်နာမည်လေးဥပမာပေးတာပါအဲ့ဒီဖိုင်လေးကိုကွန်ပျူတာထဲကနေပြီးတော့ဒီ memory စစ်ဆေးကိုပို့ပြီးပူးလိုက်ပါပို့ပြီးပူးပြီးလာပြီဆိုရင်အိုက်ဖိုင်ရဲ့ဒီ ticket ရောက်သွားပါတယ် ရောက်သွားပြီးကျွန်တော်တို့ကြီးဖို့ပုံမှာဒီ stick ကိုကုနေတက်လို့ပါအဲ့တော့ memory stick ကိုကြီးဖို့ပဲလို့ပို့စားလိုက်ပါအဲ memory တေချောင်းလေးကြီးဖို့တွေကိုစိုက်လိုက်ပြီမျိုးလုံးတွေကတိတ်မမြင်ဘူးအသက်ကရတာတူတယ်အဲဒါဆိုရင် device is connected ဒီ set နဲ့ကျွန်တော်တို့ keyboard နဲ့ memory stick နဲ့ဆက်သွယ်ရှင်းဆက်ရပါပြီ ဒီကျက်သက်ရသွားပြီဆိုရင်ကျွန်တော်တို့ကုနာကိုဖန်ပြီးထားတဲ့ကုနာပတ်ပန်လေးကိုအသုံးပြုဖို့အတွက်ကီးဘုတ်ကဖန်ရှင်ဆိုတဲ့ဘတ်တုန်ထဲကိုနှိပ်ဝင်လိုက်ပါနှိပ်လိုက်ပြီအိုးအောက်ဆုံးမှာ expansion pack installation ဆိုတဲ့စာတန်းနေရာလေးပြပါလိုက်ပါနော် expansion pack installation ဆိုတဲ့စာတန်းနေရာလေးအဲ့စာတန်းနေရာလေးဖဲ့နှိပ်ဝင်ရမှာဖြစ်ပါတယ်နှိပ်ဝင်ဖို့အတွက်ကိုသူ့ရဲ့ဘေးတက်တက်ကခလုတ်ခြေလို့ရေးရပါတယ်အဲ့ခလုတ်နေရာလေးကိုနှိပ်ဝင်လိုက်ပါ နှိမ့်ဝင်ပြီးတော့ခုနကိုခုနကျွန်တော်တို့ကော်ပြီးလုတ်ထားလိုက်တဲ့ခုနပတ်ဖန်လေးပေါ့လေကျွန်တော်ဘုံဆိုပြီးတော့နာမည်ပေးထားပါတယ် BUN ဘုံဆိုပြီးနာမည်ပေးရပါတယ်အဲ့ဖန်လေးကိုရှားလိုက်ပဲဒီစလက်တာလေးနဲ့လှည့်ပြီးရှားလိုက်ပါဘယ်နေရာဝင်နေလဲတော့မသိဘူးအဲတွေ့ပါပြီဟာဟာပါဟာပါဘုံဆိုတော့ကျွန်တော်တို့ခုနခရစ်လုတ်ဖန်လေးထားတဲ့ဖန်လေးပါပတ်ဖန်လေးအဲ့ဒီနေရာလေးရောက်အောင်ဖြေးလိုက်ပါရောက်ပြီဆိုရင်သူ့ရဲ့ဘီနာတက်တဲ့ခလုတ်ထဲကိုနှိမ့်ဝင်လိုက်ပါ ဟုတ်ပြီအဲ့မှာခုန info တွေလည်းကြည့်လို့ရပါတယ် info ကြည့်မယ်ဆိုရင် info နေရာကိုနှိပ်လိုက်မယ်အဲဒါတို့ဒါဒါ info တွေပါ okay ပါပြီး installing လုပ်ပါမယ် installing လုပ်ဖို့တော့ကို install ဆိုရအစားတန်းကြည့်ပါတယ်သူ့ cloud အောက်ကတက်တဲ့နေရာကိုနှိပ်လိုက်ပါဒါဆိုဒီဘုံဆိုတဲ့ပတ်ဆိုင်လေးကိုကြည့်ဖို့ပေါ် installing လုပ်ပါလိမ့်မယ်ဒါ install အောက်က cloud နေရာကိုနှိပ်လိုက်ပါလုပ်မှလာတဲ့ဒါ okay ပေးလိုက်ပါ okay နေရာကိုနှိပ်ဝင်လိုက်ထပ်ပြီးတော့ okay ပေးလိုက်ပါ ်အဲသူ reset ကြသွားမယ်လို့ပြောပါတယ် installing လုပ်ပြီးတာနဲ့ keyboard က reset ကြပြီးတော့ power down ပြီးရင် power ပြန်ပွင့်လာပါတယ်ကြောင့်အဲ့တော့ reset ကြောက်တော့ကျွန်တော် okay လုပ်ပေးလိုက်ပါအဲ okay နှိပ်ပေးလိုက်မယ်ဒါ data တွေကိုဒါ keyboard ပေါ် installing လုပ်နေပါပဲခဏစောင့်ပေးလိုက်ပါဒါကိုခုနပက်ကက်ပက်ဖိုင်လုပ်ထားတဲ့အချိန်မှာကိုထက်ထားတဲ့ instrument အတန်ကြီးများရများသလောက်ကြာမှာဖြစ်ပါတယ်နည်းရင်နည်းသလောက်မြန်မှာဖြစ်ပါတယ် အဲ့တော့များများအဆိုင်တွေများများတွင်းထားရင်တော့အကြာကြီးဆုံးပါမယ်အဆိုင်နည်းနည်းတွင်းထားဖန်တီးရတယ်ဆိုရင်တော့ခဏလေးနဲ့ install လုပ်ရပြီးသွားပါမယ် င်ဗီဇာကျသွားတယ်ဟုတ်ပြီ installation installation had been completed ဖြစ်ဆိုကျွန်တော် install လုပ်လိုက်တဲ့ဥသာပြည့်စုံသွားပြီပေါ့လေဗီဇာချမှာလားမြန်ဗီဇာချပြီလားချလို့တော့ okay နေပြီလားနော် okay ဆိုတဲ့နေရာလေးနေပြီလားဒါဆိုရင် power ပိတ်သွားမယ် reset ပြီးတော့ပါဝါပြန်ပြီးတော့ပွင့်လာပါတယ်နော်။အဲ့ဒါလေးခဏစောက်ပါရလား။အကြတဲ့ဥသာခဏကိုထက်ဆင်းလာတဲ့ weight fine အဲ sign fine တွေကများပြီးတွင်ပို့ပြီးတော့ကြအောင်စောက်မှပြင်ပို့ကြအောင်။နည်းပြီဆိုရင်တော့အဲ့လိုမစောက်ပါဘူး။ဒါကကိုဖန်လိထားတဲ့ဖက်ထားတဲ့ခုန data အချက်တွေပေါ်မှာမူပြီးပါလား။ ကေပါဝါပြန်တက်လာပါပြီအဲပါဝါပြန်တက်လာပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကပတ်ဖန်လေးဘုံဆိုတဲ့ပတ်ဖန်လေးကိုကျွန်တော်တို့ရှာပါမယ်ရှာဖို့တော့ကတော့ expansion user ဆိုတဲ့နေရာနှိပ်ဝင်လာအဲ့ဒါကိုဖန်တီးရတဲ့ကုနာဖိုင်လေးကိုတွေ့ရမှာဖြစ်ပါတယ်နှိပ်လေပြန်လိုက်ပါဟောဟောဒီမှာဘုံဆိုတဲ့ပတ်ဖန်လေးရောက်လာပါတယ်စမ်းပြီးတော့ပြည့်ကြည့်လို့ရပါပြီ န်တဲ့ကိုနှစ်တက်တဲ့အတန်လေးတွေကိုလည်းခုနပကံလုံးတီးတဲ့အတန်လေးတွေဖန်ခွက်တန်လေးတွေပါလေအဲ့ဒီကောင်ပဲတန်လေးဖြစ်ပါအတန်နဲ့ပတ်သက်လို့အဲ့ဒီအတန်မျိုးလေးတွေကိုဖန်တီးလို့လည်းရပါလားဖန်တီးပြီးတော့အဲ့ဒီကိမှုမှာဆိုင်းလို့ပြီးတီးလို့ရပါလားအဲ့ဒီဖန်တီးဖို့အတွက်ကိုကိုလှုပ်ချင်တဲ့အတန်ကိုဝိတ်ဟိုဟာစောင်းဝိတ်ဖိုင်နေတဲ့ဖန်တီးရပါမယ်အဲ့ဒါတော့ကိုရကော်ဒင်မှာပဲဖြစ်ဖြစ်ကိုကကိုအပြော်တန်းဆိုရင်အတန်လုံးနဲ့ဖန်ရမှာဖြစ်ဝိတ်ဖိုင်လေးဖန်တီးလိုက်ပါဝိတ်ဝိဖန်လေးကိုအတန်ဖားတယ်အတန်ဖားပြီးတော့အဲ့ဖန်ထားတဲ့အတန်လေးကိုလိုအပ်တဲ့ software လေးသုံးပြီးတော့ ဘာပေါ့လေရှုံလုံးကျတဲ့နေရာလေးတွေကတာလေးတွေလုလုပြီးတော့အဲ့ဝိခိုင်လေးကိုယူပြီးတော့ခုနကပြောတဲ့ reflection web editor ဆိုတော့ software လေးသုံးပြုပြီးတော့အခုလိုမျိုး width စမ်းခိုင်လေးတွေခိုင်လေးတွေရပါလေဒါကျွန်တော်ခုလုပြခဲ့တဲ့ software reflection web editor ဆိုတော့ software က PSR S 50 series ဖြစ်တဲ့ S 650လို့ S 950 S 950ဆိုတော့50 series တွေမှာအလုံးလုံးမှာဖြစ်ပါတယ် PSR S 80 CD တွေဖြစ်တဲ့680 980 980 CD တွေအတွက်ဆိုရင်ကျွန်တော်တို့အခုနောက် Yamaha ကုမ္ပဏီကထပ်ပြီးထုတ်ပေးရတဲ့အဲ Yamaha Yamaha အဲ white manager software အပြာရောင်လေးပါအဲ့ computer software လေးအဲ့ software လေးထပ်ပါတယ်အဲ့ software လေးတွေနဲ့အသုံးပြုပြီးတော့အသုံးပြုတဲ့နေရာတွေဒီပုံစံနဲ့တိတ်မကွဲပြားပါဘူးအဲ့ software ကိုအသုံးပြုပြီးတော့ weight assignment တွေဖြန်တီးမှဆိုရင်တော့ခုနပြောတဲ့ 690လို့990လို့990လို့ကျိုးဒီမှာဒီ width size ဖြစ်တယ်ဖတ်မှာဖြစ်ပါတယ်ရဲလို့မှာဖြစ်ပါတယ်ကျွန်တော်လုပ်ရွားတဲ့ white editor ဆိုတဲ့ software ကတော့50 CV ဒီမှာရဲလို့မှာဖြစ်ပါတယ်အဲကိုနစ်တက်တဲ့ကျန်တဲ့အတန်တွေကိုလည်းအဲ့လိုမျိုး width size ခံလေးတွေဖြန့်ပြီးပြီးတော့သုံးကျုပ်သုံးချလို့ရပါတယ်ဆိုတော့အကြောင်းတင်ပြရင်ဒီကုန်းတွေ့ပါပါခင်ဗျာအားလုံးကျေးဇူးပါ